အဓိကကတော့ကျွန်တော်ဒီသူ့ propose လုပ်တဲ့အချိန်မှတင်အန်ဒီကိုလည်းကျွန်တော်ကဖုန်းဆက်ပြီးတော့ဗောနော်ဒါအန်ဒီသမီးကိုတကယ်ဟိုမိသားတက်ဝင်နေအန်ဒီဟာခွင့်ပြုပါအဲ့လိုမျိုးတောင်းထားတာဗောပြီးတော့ပေါင်မျိုးမှာအိမ်တိတက်မင်္ဂလာဗောနော်ဖျားနေကစားနဲ့အိမ်တိဆက်မင်္ဂလာလို့တာကိုကျွန်တော်လာရောက်ချီးမြှင့်ပေးတာဗောတမက်လာမလာလာပြီးတော့ဝင်းရံပေးတယ်ဗောဝင်းရံပေးတဲ့အတွက်အញ្ញံပြော့ပါလေ ီနေ့ပွဲကအန်ဒီပေါ့နော်အန်ဒီဖြူကဒီမှာပေါင်မြို့မှာအိမ်တက်တက်မင်္ဂလာပေါ့နော်အဲလုတ်တယ်ဗျာဥစားဗျာနေကစားနဲ့အိမ်တက်တက်မင်္ဂလာလုတ်တာကိုကျွန်တော်တို့လာရောက်ပြီးချင်းမြင်ပေးတာပေါ့နော်တမက်လာမေးရလာပြီးတော့ဝင်းရံပေးတယ်ပေါ့ဝင်းရံပေးတဲ့အတွက်ရန်ပြော့ပါနဲ့တိတံနေနတဟာသာသတိလံသာသတိလံသမယာဇာမိသမယာ တကဝါသီလံတိထအနီနဲ့အခင်နဲ့အမီနဲ့တော့မသိဘူးအနီနဲ့ကျွန်တော်နဲ့ခင်နဲ့သူတို့နဲ့အမပါဒါစိမ့်ဆိုင်တပွဲတစ်ခုမှတွေ့တယ်ခင်နဲ့အခင်နဲ့မှကျွန်တော်လည်းသူ့အရန်ဟို မီမီလေးချစ်သွားတာအဲချစ်တော့အဲအဲအဲ့တော့ကိုကသွားယူစကားတွေပါပြီးသွားပြောတာသူကကိုမသိဘူးစကားတွေပါသူပြောအဲဟိုဘာလဲဟိုအဲအဲ့မှာဟိုသူကအဲ့တုန်းကရေမွေးပလင်းလေးမဲပေါက်တာအဲမဲပေါက်တော့အန်ဒီကသူကကျွန်တော်မသိဘူးပိတ်မှလည်းမဟုတ်ဘူးသူကအန်ဒီကဟိုလေမင်းသားဆိုသွားပြော တော်ပြီးတော့ပေးလိုက်ပါလားဆိုအော်ကိုကလည်းအမဩသူ့ကိုအမှန်တိုင်းပြောရင်သူ့ကိုအဲ့လောက်ငယ်မယ်လဲကျွန်တော်တကယ်မသိဘူးတကယ်မသိဘူးသူ့အရင်မောင်းနေဆိုတော့အရင်မသိဘူးမသိပဲနဲ့အာကျွန်တော်ဟောအင်းဟောကျေးဇူးပဲနော်ညီမလေးအစကားပြောနေအာနာမည်လေးသူကသူကနာမည်ကဟွာယူဝန်လာလို့ပြောတယ်သူကသူနာမည်ပြောလိုက်တယ်အဲ့နာမည်ကိုကျွန်တော်မှတ်လိုက်တာမှတ်ပြီးကျွန်တော်ညတော့ Facebook မှာ share လား share လား share share အတိတော့ကျွန်တော်တော့အဲ့တာငါ့မြက်လက်ခံပါမလားပေါ့အဲလက်ခံပြီးမှစကားအကြာကြီးစကားကြီးပြောရသေးတယ် ဟာဒီပြောပြီးမှအဲ့လိုတချို့ကဘယ်လိုဘယ်လိုလုပ်ဝင်လိုက်ရလဲ။အဲဒါတော့ပြောအကြိုက်ပြေလေ။တို့တို့တို့ပြောလား။ဟာအဲအဲအဲအချို့ကြလေ။ကြလေ။ဟာလုံးကြာကြာခင်ဗျာ။Thank you. အဓိကကတော့ကျွန်တော်ဒီသူ့ကို propose လုပ်တဲ့အချိန်မှာတင်အန်ဒီကိုလည်းကျွန်တော်ကဖုန်းဆက်ပြီးတော့ဗောနော်ဒါအန်ဒီသမီးကိုတကယ်ဟိုမိသားတက်ဝင်နေအန်ဒီဒါခွင့်ပြုပါအဲ့လိုအဲ့လိုမျိုးတောင်းထားတာဗောကျေးဇူးပါဘုဘောနေကြည်နီးဒီပါနီးဟောလေလုံးလိုက်ဟောဘုဘောနေ ဲ့လူတယောက်ကိုစိတ်ထဲမှာချစ်သွားပြီဆိုရင်ဘလောက်ပဲချွဲလူလာလာအဲ့မျက်လုံးထဲမှာသူ့မမြင်တော့ဘူးအဲအမဟိုဘောနော်ကိုယ့်ရဲ့ချစ်သူကိုပဲချောတယ်လို့သတ်မှတ်ကြတယ်လေအဲ့တော့ကိုယ့်ရဲ့ချစ်သူကိုပဲချောတယ်လို့သတ်မှတ်သွားရင်အဲ့အဲ့အဲ့လိုသတ်မှတ်သွားတဲ့လူတယောက်ကတစ္ဆာဖတ်ဖို့ဆိုတာရှိတော့မှာမဟုတ်ဘူးအဲအဲ့လိုမသတ်မှတ်ရင်တော့အရာရာပြောင်းလဲသွားနိုင်တယ်မို့နော်အဲ့တော့ကိုချစ်သူကဘာပဲဖြစ်နေဖြစ်နေအဲ့တော့ကိုချစ်သူချောမှဟိုချစ်တာမဟုတ်ကိုချစ်သူကိုချောလို့ချစ်တာမှန်တယ်ဒါပေမဲ့ကိုချစ်သူဘာပဲဖြစ်တည်ဖြစ်တည်အာ

ူနေတာရောက်တဲ့အချိန်အခုအသေးမကွဲတော့ချစ်မွားလေးရပါတယ်အသေးမကွဲတော့ချစ်ဦးလေးဖြစ်နေအဲเนาะတစ်ထွက်ကွမ်းတော့မဟုတ်ဘူး၄ငါးထွက်ကွမ်းတော့ပြောရမယ်ဒီနေ့อืมပြောအခုတော့ဂျုံးကဆယ်ဘက်လောက်ထိုးခြင်းနေတာ။ကာကြိုက်ဟိုစီကအရန်ကျူးတယ်အရန်ကျူးအရန်ကျူးတာတော့မဟုတ်ပါဘူးဒါပေမဲ့တကယ်တည်းအရန်ချစ်သွားတယ်သူအဲ့တော့ဟိုသူစိတ်ဆင်းရဲမဲ့ကိစ္စဆိုတော့ကွာတိတ် အဲ့လိုမလုတ်ချင်တော့မလုတ်ချင်တော့ဆိုတော့ကိုယ်ရဲအသက်ရွယ်တစ်ခုရလာပြီဆိုတော့ကျွန်တော်တို့လည်းစိုးခဲ့အဲဒါလိမ်မာတဲ့တည်းတော့မပါဘူးပေါ့နော်စိုးခဲ့မိုက်ခဲ့တဲ့တည်းမှာလည်းပါပါတယ်အဲစိုးခဲ့မိုက်ခဲ့တဲ့အချိန်တွေကကုန်သွားပြီဆိုတော့ကိုတကယ်အာဒီမိသားစုဘဝပေါ့နော်မိသားစုဘဝတည်ဆောက်မယ်ဒီနှစ်ဖက်မိသားစုဘဝဆိုတော့ကျွန်တော်နှစ်ယောက်တည်းတည်ဆောက်လို့မရဘူးနှစ်ဖက်မိဘတွေပါမယ်ဆွေမျိုးတွေပါမယ်အဲ့တော့နှစ်ဖက်ဆွေမျိုးတွေလည်းတင်းတင်းအောင်နေရမလို့ကိုယ့်ရဲ့ဘယ်လိုပြောမလဲလှုပ်ဆောင်ချက်ပေါ့နော်ကိုကဟိုအမေရိကကိုကိုလွတ်ပေးထားတယ်ဆိုပြီးကိုလုံနေတဲ့အလကားပဲလေ ချုပ်ချက်ချုပ်ရဘလောက်ပဲဖန်ပေါင်းကြောင်နဲ့ထားတာအစိတ်တခုမပြင်းဘူးဆိုရင်ねအဲ့လူကဖောက်ပြန်မှာပဲဒါပေမဲ့အဲ့လူတယောက်ကသူဘလောက်ပဲဟွာဖြစ်ဖြစ်ပေါ့နော်ဒီလူတယောက်ကတကယ်ချစ်သွားရဆိုရင်သူထိန်းစရာမလိုသူ့ဘောက်ပြင်သွားလိမ့်မယ်အဲအဲ့လူပေါ့နော်လူတိုင်းအဒီဇုံတွဲတိုင်းဇုံတွဲတိုင်းနဲ့ကျွန်တော်ဒီရရင်ပြောချင်တာအာဘာပဲပြောကိုတကယ်ချစ်တဲ့မိန်းကလေးလေးယောက်ျားလေးပဲဖြစ်တတ်တယ်ဆိုရင်အဲ့လူအတွက်ပဲစဉ်းစားပြီးလဲအဲ့လူအတွက်စဉ်းစားပြီးရင်အရာရာထိန်းချုပ်စရာမလိုသူ့ဘောက်ပြင်သွားလိမ့်မယ်